တကြံပွဲတော်ကိုဒီနေ့အတွက်ထိုင်းဘက်ကနေထိုင်းနဲ့မြန်မာမှာဖျက်သိမ်းလိုက်တယ်ဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ Sunflower မြင်းနဲ့ Facebook စာမျက်နှာတစ်ခုကနေမလ31ရက်နေ့မှာတကြံပွဲတော်ထိုင်းရောမြန်မာရောဒီနေ့မရှိတော့ပါထိုင်းကဖျက်သိမ်းလိုက်ပါပြီလို့យေတာဖြန့်ဝေထားပါတယ်။ဒီ post ကို18နှစ်အတွင်းဖြန့်ဝေမှု9300ကျော်ရှိနေပါပြီ။မည်စီမကလည်းဒီအကြောင်းအရာကိုချက်လက်စစ်ဆေးခဲ့တာမှာလွဲမှားနေရကိုတွေ့ရပါတယ်။ Sunflower Facebook Post အောက်မှာမြန်မာနိုင်ငံဆိုင်ရာထိုင်းတန်ရုံရဲ့ထုတ်ပြန်ချက်ကိုမှတ်ချက်ပေးထားတာကိုတွေ့ရပါတယ်။ ထိုင်းနိုင်ငံရဲ့မလ30ရက်နေ့ထုတ်ပြန်ချက်ထဲမှာအမှန်တကယ်ဖော်ပြထားတာကတော့မြန်မာတကြံထိုင်းတကြံတွေကိုဖျက်သိမ်းမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ငလင်ကြောင့်ဆုံးရှုံးမှုကြီးမားခဲ့တဲ့အတွက်အေဗရတီးယားနဲ့ရန်ကုန်မှာရှိတဲ့ထိုင်းနိုင်ငံဝင်းထဲမှာကျင်းပဖို့စီစဉ်ထားတဲ့တကြံပွဲကိုဖျက်သိမ်းဖို့ကြေညာထားတာဖြစ်ပါလေ။မြန်မာနိုင်ငံမှာမလ28ရက်နေ့ကအင်အားပြည့်ငလင်လှုပ်ခတ်ခဲ့တာကြောင့်မန္တလေးစကိုင်းနေပြည်တော်ပဲခူးမကွေးရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေမှာပျက်စီးဆုံးရှုံးမှုများခဲ့ပါတယ်။ငလင်ဘေးသင့်ပြည်သူတွေကိုစာနာထောက်ထားတဲ့အနေနဲ့မိုင်းလာဒေသနဲ့ကိုကန့်တက် MNDA ထိန်းချုပ်ရာလာရှုဒေတာတွေမှာတကြံပွဲဖြတ်သိမ်းတာရှိပါတယ်။တခြားနေရာတွေမှာတော့တကြံပွဲဖြတ်သိမ်းကြောင်းတရားဝင်ကြေညာထားတာမရှိပါဘူး။အလားတူပဲတကြံပွဲတော့ဖြတ်သိမ်းမယ်ဆိုတဲ့အကြောင်းကိုမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံကတာဝန်ရှိသူတွေဘက်ကတရားဝင်ထုတ်ဖော်ပြောကြားချက်မရှိသေးပါဘူး။ဒါကြောင့်ထိုင်းကထိုင်းမှာရောမြန်မာမှာပါတကြံဖြတ်သိမ်းလိုက်ပြီဆိုတဲ့သတင်းဟာလက်တလောဖြစ်စင်နေပေါ်မူတည်ပြီးချက်လက်လွဲရင်းနဲ့ဖြန့်ဝေထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။ မြေစိမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စစ်ကျင်တဲ့တင်းတွေရှိခဲ့ရင်မြေစိမကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင်တော့ t.ly/agfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စစ်ကျင်တဲ့တင်းအကြောင်းအရာကို link နဲ့တကွာပေးပို့ပေးပို့မြတ်တာရက်ခံအပ်ပါတယ်။လူ့သောမီဒီယာကိုဆက်လက်ရည်တည်ဖန်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြေစိမ TV YouTube Channel မှာမမဝေပေးခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။